2025ရောက်နေပြီခုထိဆင်ခဲ့ဖြစ်နေတော့ဆိုရင်မိတ်ဆွေကိုအကူအညီပေးမယ် dating app ၃ခုကိုဒီတစ်ခေါက်ပြပြပေးသွားပါမယ်စကားပြောဖို့တကယ်ရင်းတော့ပဲလူချင်းတာလားရင်ဖွင့်ပေါ် just friend မျိုးလား hate for date ဖြစ်လားနောက်ဆုံးအတီတွဲပြီးအိမ်အောင်ပြုသွားတဲ့လူတွေတောင်ရှိတဲ့ application တွေလားတချို့မြန်မာနိုင်ငံကအမှုပညာရှင်တွေတောင်မှဒီ application တွေကိုသုံးကြသူတွေရှိပါတယ်ပထမဆုံးတစ်ခုကတော့ litmus ပါ သူကတော်တော်များများ function တွေကို free သုံးရမှာပါဗျ။ free ဆိုတော့အဲလူကောင်းတွေလည်းရှိသလိုမျိုးမကောင်းတဲ့ရဲချင်းတွေသုံးတဲ့သူတွေအဲနှာဝေးရေလေးရှိရောစီကန်လေးနဲ့သုံးဖို့တော့လိုရယ်ပေါ့နော်မင်းလေးဆိုရင် entertain ဖြစ်ပြီးတော့အထီးမကြံစီမဲ့ app မျိုးဆိုရင်တော့မမအောင်ပေါ့နော်သူက email တောင်းမယ်နာမည်အသက်ဖြည့်ခိုင်းတယ် အဲဘလိုချန်တာအသက်ဘလောက်ရှိရသူနဲ့ဆက်သွယ်ခြင်းလဲဒါ၄နေ့မဲ့သူလေးလာဖို့အတွက်ကိုအကြောင်းနဲ့တချို့ထည့်လို့ရတယ်။ဒါကတော့ Facebook လိုပဲ wording ဝင်ကြည့်ခြင်းနှိပ်လိုက်ရုံပဲ။ဒါ යි စာပို့လို့ရတယ်။ဒါကတော့ party chat ပါ group လိုက်စကားပြောခြင်းလိုမျိုးပေါ့။ စိုးကိန်းဆိုတာကဘယ်သူမှမသိတဲ့သူနဲ့ချိန်ပေးပြီးတော့အဲ2မိနစ်စကားပြောကြမယ်ပေါ့ရှင်ပြရဆိုလို့ရှင် friends လုပ်လို့ရတယ်အဲ့လိုပါ Facebook လိုပဲစာရီပုံဗီဒီယိုတွေတင်လို့ရတယ်ဒါ new feed ပေါ့နော်သူကအတန်မှာတင်လို့ရတာတော့သူရအသက်ချက်ပါ friend မဟုတ်တဲ့သူတွေရဟာတွေရတယ်ဒီ new feed မှာတက်နေမှာပေါ့နော်နောက်တစ်ခုကမြန်မာမောင်းနိုင်ငံသားမှာပါခေတ်စားတဲ့ Tinder app ပါ ။သူကတော့ pay app ပါ။လားစင်ကြီးသွင်းမှာပဲ function စုံစုံနဲ့သုံးနိုင်မှာပါ။ဈေးတော့လည်းတိတ်မကြည့်ဘောနော် Netflix တို့ Spotify တို့ဈေးလောက်ပါပဲ။သူကတော့လူပိုတန်နဲ့ group profile ကိုတေချာဆောက်ထားပြီးတော့တေချာ approach လုပ်ဖို့တော့ဘူးနေပေါ့နော်။သူလည်း email တွေဖုန်းနံပါတ်တွေဖြည့်ခိုင်းနေအဲ location on ဖို့လိုမယ်နာမည်မွေးနေ့ဖြည့်မယ်။သူကကျတော့ကို့အမိနာ user တွေနဲ့ချိန်ပေးတာမျိုးပါ။ အဲကိုကြောင်းတစ်ဖက်လူလေးလာလို့ရအောင်ဖြည့်ပေးထားလိုက်မယ်အဲအခုလိုမျိုးကြိုင်အသေးပေးလိုက်တယ်တဖက်လူစီကိုနိုဒီတက်ပြီးတော့သူကပါတဲပြန်ပေးတဲ့အခါမျိုးမှာဆိုရင်တော့ connection ရသွားပြီးတော့ချင်းချင်းစာဖို့လို့ရမယ်ပေါ့နော်။အဲလားစင်ကြီးသွင်းရင်ကြတော့အဲ့လိုမဟုတ်တော့ဘူး။အဲတကဘာလုံးဝသူတွေနဲ့ location ကန့်သက်ချက်မရှိတော့ဘူးเนาะတကဘာလုံးကလူစီနဲ့ match လုပ်လို့ရပြီးတော့စာပို့လို့ရပါမယ်။နောက်ဘာ app ရှိမလဲဆိုတော့တန်တန်မှာအဲသူလဲတင်တာလို့ပဲအဲ email တွေလိုမယ်ဖုန်းနံပါတ်တွေဖြည့်ခိုင်းမယ် location အုံဖို့လိုပါမယ်။အဲနာမည်မွေးနေ့တွေဖြည့်ခိုင်းမယ်။သူကလဲအဲ့လိုပါပဲကိုအနီးနား user တွေနဲ့ခြွေပြီးသားမျိုးပါပဲ။သူလဲလစဉ်ကြေးတွင်းထားမှာပဲ match မဖြစ်သေးလဲစာပို့လို့ရတာမျိုးပါ။ ခဲ့တကယ်ဆိုအ ਨੇ ဆုံးအပြင်းပြေဖို့လောက်ထိကိုဆန်းသုံးကြည့်တင်ဖို့အတွက် recommend လုပ်ပေးခြင်းနဲ့ dating app လေးပါမိစွေတို့လည်းဆန်းကြည့်ပြီးတော့ဒီစားလေးပါလေးများရခဲ့လို့ရှင်ဒီဗီဒီယိုရဲ့အောက်မှာသာမန်ပေးခဲ့ပါအောင်နော်နောက်ထပ်စိတ်ရှားဖို့ကောင်းတဲ့ application တွေအကြောင်းကိုလည်းတင်ဆက်ပေးပါမယ်လို့ channel လေးကို subscribe လုပ်ပေးခြင်းပါ